ကဘာကြီးရဲ့နိုင်ငံရေးစက်ကုံပေါ်မှာတင်းမာမှုတွေတန်တမာရေးရာစကလုံးလှလှလေးတွေနဲ့တမယိုးကြမိန်ကွန်းတွေပဲ့တင်ထက်နေကြဖြစ်တဲ့နေရာတစ်ခုရှိပါတယ်။အဲ့ဒီနေရာကတော့နီယောင်မြို့မှာရှိတဲ့ကုလသမဂ္ဂရဲ့အထွေထွေညီလာခံခန်းမကြီးပါပဲ။ဒီနေရာဟာနိုင်ငံပေါင်းများစွာရဲ့ခေါင်းဆောင်တွေစုဝေးပြီးကမ္ဘာငြိမ်းချမ်းရေးလုံခြုံရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးအတွက်မျှော်လင့်ချက်တွေကိုဆွေးနွေးဖလှယ်ကြတဲ့နေရာတစ်ခုဖြစ်သမိုင်းတွင်ခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့အရာအလုံးဟာထူးခြားစွာပြောင်းလဲသွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်တခုအတွင်းပထမဆုံးအကြိမ်ဖြစ်အင်ဒိုနီးရှားနိုင်ငံရဲ့သမရဟာဒီဂုံတိတ်ခါကြီးမားလာတဲ့ဆင်မြင့်ထက်ကိုတက်လှမ်းလာခဲ့ပြီးသူ့ရဲ့စကလုံးတွေကကဘာကြီးကိုတုံ့လှောက်ခြောက်ခြားသွားစေခဲ့ပါတယ်။အဲဒီကဘာဆင်မြင့်ဖိုရန်ကြီးတခုလုံးဟာရုတ်တရက်ဆိုသလိုအကြံတမ်းမင်မကြားရလောက်အောင်ညင်သက်သွားခဲ့ပါတယ်။အဲဒီတိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သူကတော့အင်ဒိုနီးရှားနိုင်ငံရဲ့သမရတဲ့ပရာဘိုဝိုဆူပီယန်တိုပါပဲ။သူဟာဆင်မြင့်ထက်မှာမမမမရက်တီလိုက်ပြီး သူ့ရဲ့ပြောဆိုချက်တစ်ခုကကမ္ဘာကောင်းဆောင်နိုင်ကိုအံအားသင့်တုံ့လှုပ်သွားစေခဲ့ပါတယ်။သူ့ရဲ့အဖွင့်စကားမှာကိုပဲအင်ဒိုနီးရှားနိုင်ငံဟာလွတ်လပ်တဲ့ပါလက်စတန်းနိုင်ငံတော်ပေါ်ပေါက်လာရေးအတွက်အစွမ်းကုန်ပံ့ပိုးဖို့နဲ့အင်အားပြည့်နေအသင့်အနေထားမှာရှိနေကြောင်းပြပြတသားကြေညာခဲ့ပါတယ်။ဒါပေမဲ့သူကအားတက်စရာစကားလုံးတွေပြောပြီးအဆုံးသတ်မသွားခဲ့ပါဘူး။သူကကျွန်တော်တို့နေတဲ့အမျှမျက်ဝါးထင်ထင်တွေ့မြင်နေရတာကတော့ဆင်းရဲဒုက္ခတွေလူမျိုးတုံးတက်ဖြတ်မှုတွေနဲ့ ထင်ထင်ရှားရှားကျူးလွန်နေတဲ့ယာပွေးမှုတွေပါပဲလို့ထည့်သွင်းပြောကြားခဲ့ပြီးနောက်သူ့ရဲ့အဓိကတောင်းဆိုချက်ကိုရှင်းရှင်းလင်းလင်းတင်ပြခဲ့ပါတယ်။ငြိမ်းချမ်းရေးအခုချက်ချင်းငြိမ်းချမ်းရေးရရှိရပါမယ်။ချက်ချင်းပါဆိုတဲ့စကားလုံးတွေဟာခမ်းမကြီးထဲမှာဟိမ့်ထွက်သွားခဲ့ပါတယ်။သူ့ရဲ့မိန်ကုံးမှာချီကျူးဂုံပြူစကားတွေတန်တမန်ရေးရစကားလုံးအလှတွေဒါမှမဟုတ်ချိုမိန်နဲ့နိုင်ငံရေးကြွေးကြော်တမ်းတွေလုံးဝမပါဝင်ခဲ့ပါဘူး။အဲ့ဒီအစားသမရပရာဘူဟာအဲ့ဒီဖိုရန်ရဲ့အလဲဘူဟူမှာမီးတောက်တဲ့တခုကိုစတင်မှုလိုက်ကြလို့ပါပဲ။ ူကဘာကိုကြေညာခဲ့တယ်လဲဆိုတော့အချိန်တော်ကြာအိပ်ပျော်နေတဲ့အာရှကြားကြီးလို့တင်စားခေါ်ပေါ်ခြင်းခံခဲ့ရတဲ့အင်ဒိုနီးရှားနိုင်ငံဟာအခုခါမှာတော့ကြီးကျယ်ခမ်းနားတဲ့ကြီးမန်းချက်တစ်ခုနဲ့အတူပြန်လည်နိုးထလာဖို့အသင့်ဖြစ်နေပြီဆိုတဲ့အကြောင်းပါပဲအဲ့ဒီကြီးမန်းချက်ကတော့ပါလက်စတိုင်းပြည်သူတွေသူတို့ရဲ့လွတ်လပ်ရေးတကားဝကိုရောက်ရှိတဲ့အထိအကာအကွယ်ပေးစောင့်ရှောက်သွားဖို့ပါပဲသူကတိပေးလိုက်တဲ့စကားလုံးတွေဟာအပြောတသက်အနှစ်သာရမရှိတဲ့စကားလုံးတွေမဟုတ်ခဲ့ပါဘူးကျဲလောင်ပြတ်သားတဲ့အတန်းနဲ့တူသူဟာ တိကျတဲ့အစီအစဉ်တစ်ခုကိုပါတရားဝင်ကြီးညာခဲ့ပါတယ်။အဲ့ဒါကတော့အင်အား2000ရှိတဲ့အထူးတပ်ဖွဲ့ဝင်တွေကိုပါလက်စတိုင်းပြည်ပေါ်ကိုတိုက်ရိုက်စေလွှတ်ဖို့ပြင်ဆင်ထားတယ်ဆိုတဲ့အချက်ပါပဲ။အကယ်၍အခြေအနေက တောင်းဆိုလာမယ်ဆိုရင်ဒီတပ်ဖွဲ့တွေဟာချက်ချင်းထွက်ခွာဖို့အသင့်ပါပဲတဲ့။ဒီကြီးညာချက်ဟာညီလာခံခမ်းမကြီးတစ်ခုလုံးကိုတုံ့ခါသွားစေခဲ့ပြီးနိုင်ငံတကာသတင်းမီဒီယာအားလုံးရဲ့အဓိကသတင်းကောင်းတဲ့ဖြစ်ချက်ချင်းဆိုသလိုရောက်ရှိသွားခဲ့ပါတယ်။ ကုလသမဂ္ဂထွေထွေညီလာခံဆိုတဲ့ခန်းနာထဲဝါလာတဲ့ကမ္ဘာစက်ကုံကြီးပေါ်မှာတမရပရာဘိုဘူစူပီယန်တို့ရဲ့နှုတ်ဖျားကနေတုံလှုပ်ဖွေရာကြီးညာချက်တစ်ခုထွက်ပေါ်လာခဲ့တာပါသူ့ရဲ့လေတံဟာရိမ့်ရိုင်မှုမရှိတုံလှုပ်မှုမရှိပဲတည်ငြိမ်နေခဲ့ပါတယ်သူကအကယ်၍လုံခြုံရေးကောင်စီနဲ့ထွေထွေညီလာခံကသာခွင့်ပြုပေးမယ်ဆိုရင်အင်ဒိုနီးရှားနိုင်ငံဟာအင်အား2000ဒါမှမဟုတ်ဒီထက်မကတဲ့နိုင်ငံသားကောင်းသမီးကောင်းတွေကိုဂါဇာကမ်းမြောင်ဒေသရဲ့လုံခြုံရေးကိုစောင့်ရှောက်ထိန်းသိမ်းမှုအတွက်စေလွှတ်ဖို့အသင့်ပါပဲလို့ကြေညာခဲ့ပါတယ် အဲ့ဒီစကလုံးတွေဟာတက်ရောက်လာသူတိုင်းအတွက်ပုံမှန်အားဖြင့်တမယိုးကြမိန်ကုန်းတွေနဲ့သာပြည့်နှက်နေတတ်တဲ့ခမ်းမကြီးကိုလှုပ်ခတ်သွားစီခဲ့ပါတယ်။ဒီခိုက်တက်ဟာဘာကြောင့်တမိုင်းဝင်ခဲ့တယ်လဲဆိုတော့လွန်ခဲ့တဲ့ဆယ်နှစ်တာကာလအတွင်းမှာပထမဆုံးအကြိမ်ဖြစ်အင်ဒိုနီးရှားသမ္မတတဦးဟာကမ္ဘာအမြင့်ဆုံးနဲ့ဂုံတိတ်ခါရှိသောဆင်မြင့်ပေါ်မှာပြန်လဲရက်တည်ပြီးကမ္ဘာကိုစကားပြောခွင့်ရခဲ့လို့ပါပဲ။ဒီလိုကြီးညာချက်ပေါ်မှာဝေဖန်ခဲ့ရတဲ့သူတွေတန်တရားဖြစ်သူတွေလည်းရှိနေမှာပါပဲ။ တချို့ကသူ့ရဲ့စကားတွေဟာအပြောတတ်တဲ့နိုင်ငံရေးစကားလုံးတွေဖြစ်ပြီးပါလက်စတိုင်းပြည်သူတွေရဲ့ကံကြမ္မာကိုဘာမှပြောင်းလဲပေးနိုင်မှာမဟုတ်ဘူးလို့သုံးသပ်ကြပါတယ်။ဒါပေမဲ့တကယ်အမှန်တရားကတော့တမှုထူးခြားနေခဲ့ပါတယ်။တမရပရာဘိုဘိုဟာအဲ့ဒီညီလာခံမှာမိန်ကွန်းပြောကြားခွင့်ရတဲ့နိုင်ငံပေါင်း150တဲမှာတတိယမြောက်စကားပြောခွင့်ရသူအဖြစ်ရပ်တည်ခဲ့ပါတယ်။ဒီအစည်းအဝေးဟာအလွန်ကြီးမားတဲ့အထိပ္ပယ်ကိုစောင့်နေပါတယ်။ဒါဟာဘယ်လိုအထိပ္ပယ်မျိုးတက်ရောက်မလဲဆိုတော့ အင်ဒိုနီးရှားနိုင်ငံဟာဒီညီလာခံကိုဧည့်သည်အနေနဲ့စကားဝင်ပြောရုံတသက်တက်ရောက်လာတာမဟုတ်ဘူးဆိုတဲ့အချက်ပါပဲအင်ဒိုနီးရှားဟာဒီကကြတဲ့နေရာကနေပါဝင်လာတာဖြစ်ပြီးပါလက်စတိုင်းပြည်သူတွေရဲ့ရပိုင်권အနေနဲ့သူတို့ရဲ့ဇာတိမြေပေါ်မှာတရားမျှတမှုကိုရရှိဖို့အတွက်ရဲရဲဝံ့ဝံ့အကာအကွယ်ပေးနေတဲ့နိုင်ငံငယ်တစ်ခုထဲမှာပါဝင်နေပြီဆိုတဲ့အချက်ကိုပြသလိုက်တာပါပဲသူရဲ့မိန်ကုံးဟာရေးကြီးဆုံးအချိုးအကွေးတစ်ခုကိုရောက်လာခဲ့ပါတယ်အဲ့ဒါကတော့ဂါသာဒေသကိုဂရူဒါလို့အမည်ပေးထားတဲ့ အင်အား2000ရှိတဲ့ငြိမ်းချမ်းရေးတပ်ဖွဲ့တွေစစ်လွတ်မဲ့စီစဉ်ကိုအသေးစိတ်ရှင်းပြနေတဲ့အချိန်ပါပဲ။ရုတ်တရက်သူ့ရဲ့ရှေ့မှာရှိနေတဲ့မိုက်ခရိုဖုန်းဟာအတန်တိတ်သွားခဲ့ပါတယ်။ခမ်းမတစ်ခုလုံးလည်းချက်ချင်းပြန်လဲတိတ်ဆိတ်သွားခဲ့ပြန်ပါတယ်။ဒါဟာတာမန်ဖြစ်ပျက်လေးတစ်ခုလို့ထင်ရပေမဲ့အတွင်းမှာတော့အထိပ္ပယ်များစွာဂိမ်းအောင်နေခဲ့ပါတယ်။ထူးဆန်းတာကသူ့မတိုင်ခင်မိန်ကွန်းပြောသားတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့မိန်ကွန်းကတော့ဘာအနှောက်အယှက်မှမရှိဘဲချော့ချော့မွေ့မွေ့ပြီးဆုံးသွားခဲ့တာပါပဲ။ ဒီဖြစ်ပျက်ကြောင်းလူအများရဲ့စိတ်ထဲမှာမေးခွန်းတွေပေါက်ကွဲထွက်လာခဲ့ပါတယ်။အင်ဒိုနီးရှားသမ္မတတဦးရဲ့အတန်းဟာကဘာကြီးတွက်အန်ဒီရဲ့များနေလို့လား။ထောင်ပေါင်းများသောသောဂရူတာတပ်ဖွဲ့ဝင်တွေဟာသူတို့ကာကွယ်ထိန်းသိမ်းထားတဲ့အကျိုးစီးပွားတွေကိုဖြိုချပြစ်မှာကိုစိုးရိမ်နေတဲ့အဖွဲ့အစည်းဒါမှမဟုတ်နိုင်ငံတစ်ခုခုများရှိနေလေသလား။ဒါပေမဲ့သမ္မတပရာဘိုဟာအဲ့ဒီမှာရက်တံမသွားခဲ့ပါဘူး။သူဟာကဘာကြီးရဲ့ရှေ့မောက်မှာထပ်ပြီးအတီးပြူကြောင်ပြောကြခဲ့ပါတယ်။အဲ့ဒါကတော့အင်ဒိုနီးရှားနိုင်ငံဟာ ါလက်စတိုင်းပြည်သူတွေရဲ့ဘက်မှာခိုင်ခိုင်မာမာယက်တည်နေရတယ်ဆိုတဲ့အချက်ပါပဲ။သူဟာနိုင်ငံနှစ်ခုတည်ထောင်ရေးဖြည့်ရှင်ချက်ကိုအပြည့်အဝထောက်ခံကြောင်းထက်ခါတလဲလဲပြောကြားခဲ့ပါတယ်။ဒီနီလန်ဟာအစ္စရေးနဲ့ပါလက်စတိုင်းကြားကနှစ်ပေါင်းများစွာရှေ့ကျနေတဲ့ပြည်ပခါကိုအဆုံးသတ်နိုင်မဲ့တခုတည်းသောနီလန်ဖြစ်ပြီးနှစ်ဖက်စလုံးကအပြန်အလှန်အတိမတ်ပြုဖို့လိုအပ်ကြောင်းလည်းတိုက်တွန်းခဲ့ပါတယ်။သူရဲ့စကုံးမိနစ်ကြာမြင့်တဲ့မိန်ကွန်းတောက်လျှောက်မှာစီလုံးညီညွတ်မှုရဲ့စိတ်ဓာတ်ကိုမီးမွှေးပေးခဲ့ပြီးငြိမ်းချမ်းရေးကိုတောင်းဆိုတာ ပါလက်စတိုင်းတွေချွင်းချက်မရှိတဲ့ထောက်ခံမှုကိုဟိန်းထွက်ကြီးညာခဲ့ပါတယ်။အဲဒီခိုက်တက်မှာပဲအင်ဒိုနီးရှားကျွန်းစုကြီးရဲ့အတန်းဟာကမ္ဘာ့ဇက်ခုံပေါ်မှာတစ်ကြိမ်ပြန်လဲပဲ့တင်ထပ်သွားခဲ့ပါတယ်။ဒီတစ်ကြိမ်မှာတော့ပွဲကြီးပြိသက်အနေနဲ့မဟုတ်ပဲတမိုင်းရဲ့ရေစီးတောင်းကြီးကိုရရဲဝုံဝုံစိန်ခေါ်ရတဲ့အထက်ဇက်ကောင်တအူးအနေနဲ့ပါဝင်လာခဲ့တာဖြစ်ပါတယ်။အဲဒီအကြောင်းအရာကိုဆက်ပြီးမဆွေးနွေးခင်မှာလူအများရဲ့စိတ်ထဲမှာပေါ်လာနိုင်တဲ့အရေးကြီးတဲ့မေးခွန်းတစ်ခုရှိပါတယ်။အဲ့ဒါကတော့အင်ဒိုနီးရှားကကတိပေးထားတဲ့ အင်အား2000ရှိတဲ့တပ်ဖွဲ့တွေဟာဂါဇာကိုရောက်ရင်တကယ်တမ်းဘာတာဝန်တွေကိုထမ်းဆောင်မှလဲဆိုတာပါပဲသူတို့ဟာဟာမတ်စ်အဖွဲ့နဲ့သွားပေါင်းပြီးအစ္စရေးကိုလက်နက်ကင်တိုက်ခိုက်ကြမှာလားဒီမေးခွန်းရဲ့အဖြေကတော့ရှင်းလင်းပြတ်သားပါတယ်လုံးဝမဟုတ်ပါဘူးငိမ့်တိုင်းရေးကိုစင်တဆိုင်တန်ဖိုးထားတဲ့ခေါင်းဆောင်တအူးအနေနဲ့တမရပရာဘူဟာထောင်ပေါင်းများစွာသောအဲ့ဒီစစ်တီတော်တွေကိုငိမ့်တိုင်းရေးထိမ့်သိမ်းမှုတပ်ဖွဲ့အနေနဲ့သာဆေလွတ်မှာဖြစ်ကြောင်းအတိအလင်းပြောကြားခဲ့ပါတယ်သူတို့ရဲ့တာဝန်ဟာတိုက်ခိုက်ဖို့မဟုတ်ပဲ အနာဂတ်မှာရရှိလာနိုင်တဲ့ငြိမ်းချမ်းရေးသဘောတူညီချက်တွေအမှန်တကယ်လက်တွေ့အကောင်အထည်ပေါ်လာရေးအတွက်အာမခံချက်ပေးဖို့ဖြစ်ပါတယ်။ဒီလောက်များပြားတဲ့တပ်ဖွဲ့အင်အားဟာပါလက်စတိုင်းပြည်သူတွေအတွက်အသက်ရှင်နေတဲ့လူသားဒတိုင်းကြီးတစ်ခုဖြစ်လာမှာပါ။သူတို့ဟာဂါသာဒေသခံတွေကိုချိန်းချောက်မှုအမျိုးမျိုးနဲ့အကြမ်းဖက်မှုတွေကနေကာဝယ်ပေးသွားမှာဖြစ်ပါတယ်။အထူးသဖြင့်ပြည်ပခန့်တွေရဲ့အလဲမှာမကြာခဏဆိုသလို၆လန့်နေတတ်တဲ့လိန်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေလိုကိစ္စရပ်တွေကနေကာဝယ်ပေးမှာပါ။ ဒါထက်အင်ဒိုနီးရှားနိုင်ငံရေးထိမ့်သိမ်းမှုတပ်ဖွဲ့တွေရဲ့တည်ရှိမှုဟာအင်မတန်အားကောင်းတဲ့သတင်းစကားတစ်ခုကိုပေးပို့လိုက်တာပါပဲအဲ့ဒါကတော့ကဘာကြီးဟာဒီဒေသကိုအနီးကပ်စောင့်ကြည့်နေတယ်ဆိုတော့တကယ်လက်တွေ့ကြတဲ့အမှတ်တင်ကြတာတစ်ခုပါပဲဒါကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အကြမ်းဖက်မှုတွေကိုအစပြိုးကလေးကဟန်တားကာကွယ်နိုင်မှာဖြစ်ပါတယ်သူတို့ရဲ့တာဝန်တွေကဒီလောက်နဲ့ပဲရပ်တန့်သွားမှာမဟုတ်သေးပါဘူးဒီစစ်တီတော်တွေဟာပါလက်စတိုင်းနိုင်ငံကိုပြည်ပခါတွေကနေငြိမ်းချမ်းရေးစီတို့သွားရာ ရှေ့လျားတဲ့ခရီးလမ်းတစ်လျှောက်မှာလဲကုညီထောက်ပံ့ပေးသွားအောင်ပါနိုင်ငံရေးအကြပံ့ပိုးမှုတွေလုံခြုံရေးဆိုင်ရာအကူအညီတွေကနေဒီပညာပိုင်းဆိုင်ရာအထောက်ပံ့တွေအထိပေးအပ်ခြင်းအဖြစ်ပါလက်စတိုင်းရဲ့ခံနိုင်ရည်စွမ်းရည်ကိုမြင့်တင်ပေးပြီးအနာဂတ်မှာကြုံတွေ့လာနိုင်တဲ့မတည်ငြိမ်မှုတွေကိုရင်ဆိုင်ကျော်လွှားနိုင်အောင်ကူညီပါပါသူတို့ဟာတရားဥပဒေစိုးမိုးရေးကိုပြန်လည်ထူထောင်ရမှာကူညီမယ်။လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတွေကျင်းပနိုင်ရေးကိုတည်ကြစေမယ်။ တစ်ချိန်တည်းမှာပဲလူခွင့်ရေးအတွက်ခိုင်ခိုင်မာထောက်ခံရည်တည်ပေးသွားမှာပါဒီလိုဒီဇိုင်းမမတ်နဲ့တင်းကျပ်တဲ့စောင့်ရှောက်မှုတွေအောက်မှာပါလက်စတိုင်းဟာနောက်ဆုံးမှာတော့တကယ်ငြိမ်းချမ်းရေးရဲ့ရတာကိုခံစားနိုင်လိမ့်မယ်လို့မျှော်လင့်ရပါတယ်ဆာရွက်ပေါ်မှာရေးသားထားတဲ့ငြိမ်းချမ်းရေးမျိုးမဟုတ်ပဲဂါဇာမြေပေါ်မှာမမမမတ်ရည်တည်နေတဲ့အင်ဒိုနီးရှားစစ်တီတော်ထောင်ပေါင်းများစွာကလက်တွေ့ကြကြအကာအကွယ်ပေးထားတဲ့ငြိမ်းချမ်းရေးမျိုးပါပဲဒီနေရာမှာလူအများသိတ်သတိမထားမိတဲ့အချက်တစ်ခုရှိနေပါတယ် ။အင်ဒိုနီးရှားဟာနိုင်ငံတကာဖိုရမ်တွေမှာပါဝင်ဆွေးနွေးုံတသက်မဟုတ်ဘဲအချိန်အတော်ကြာကလေးကကမ္ဘာငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့တွေအတွက်အကြီးမားဆုံးသောမောင်းနှင်အားတွေကတခုအဖြစ်ရပ်တည်ခဲ့တာပါ။2024ခုနှစ်စည်ရင်းတွေအရပဲကြည့်ရင်အင်ဒိုနီးရှားနိုင်ငံကစစ်တီတော်ပေါင်း2915ခုဟာကုလသမဂ္ဂရဲ့အပြာရောင်အုပ်ထုပ်တွေကိုစောင့်ပြီးတာဝန်ထမ်းဆောင်နေပါတယ်။ဒီရေအတွက်ဟာအင်ဒိုနီးရှားကိုကမ္ဘာပေါ်မှာငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်အများဆုံးထည့်ဝင်တဲ့နိုင်ငံတွေထဲမှာအဆင့်6နေရာကိုရောက်ရှိသေးခဲ့ပါတယ်။ အခုသမရပရာဘူကဂါဇာအတွက်နောက်ထပ်အင်အား2000စေလို့ဖို့ကမ်းလှမ်းလိုက်တဲ့အခါမှာတော့မေကွန်တခုထွက်ပေါ်လာပါတယ်။အင်ဒိုနီးရှားနိုင်ငံဟာကမ္ဘာငြိမ်းချမ်းရေးကိုစောင့်ရှောက်သူတွေထဲမှာနံပါတ်1နေရာကိုတက်လှမ်းဖို့အချိန်ကြာရောက်လာပြီလားဆိုတာပါပဲ။တမိုင်းကိုပြန်ကြည့်ရင်ဒီခြေလှမ်းဟာရုတ်တရက်ပေါ်ပေါက်လာတာမဟုတ်ဘူးဆိုတာကိုတွေ့ရမှာပါ။1958ခုနှစ်ကတည်းကအင်ဒိုနီးရှားဟာရှေ့လျားတဲ့တမိုင်းခြေရာတစ်ခုကိုထားရှိခဲ့ပြီးသားပါ။ Contingent Gruda 1လို့အမည်ပေးထားတဲ့ ခြေလင်တသား969ဦးပါဝင်တဲ့တပ်ဖွဲ့ကိုအီဂျစ်နိုင်ငံဆိုင်းတိုင်းကျွန်းဆွယ်ဒေသကိုဆေးလွှတ်ခဲ့ပါတယ်။ဒါဟာအင်ဒိုနီးရှားနိုင်ငံရဲ့ကမ္ဘာငြိမ်းချမ်းရေးပေါ်တစ်ဆာစောင့်သိမှုရဲ့အစောဆုံးတပ်တွေတစ်ခုပါပဲ။အဲ့ဒီချိန်ကနေဆယ်စုနှစ်6ခုကြာကြာမြင့်လာတဲ့အခါမှာအဲ့ဒီအစဉ်လာဟာဆက်လက်ရှင်သန်နေစေပါပဲ။ဒီနေ့ဒီချိန်ထိအင်ဒိုနီးရှားစစ်တပ်ကစစ်တီတော်တွေဟာကွန်ကွန်နိုင်ငံမှာကွန်ဂါ39ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တောင်းဝင်ထမ်းဆောင်နေသေးဖြစ်ပြီး ဒါဟာအချိန်ကာလတွေကမဖြတ်တောက်နိုင်ခဲ့တဲ့ဒီဇိုင်းမမတ်ရှိမှုရဲ့သက်သေပါပဲ။ပြီးတော့အင်ဒိုနီးရှားမျိုးသားရဲတပ်ဖွဲ့ကလည်းသူတို့ရဲ့သမိုင်းကိုရည်ထိုးခဲ့ပါတယ်။1989ခုနှစ်ကတည်းကနမီးဘီးယားနိုင်ငံမှာရှိတဲ့ Antarctic Mission ကနေတဆင့်အင်ဒိုနီးရှားရဲတပ်ဖွဲ့ဝင်တွေဟာငြိမ်းချမ်းရေးရဲ့ရှေ့တန်းစစ်မျက်နှာစာမှာပါဝင်လာခဲ့ပါတယ်။အဲ့ဒီခီးစဉ်ဟာတဖြည်းဖြည်းကျေပြန့်လာခဲ့ပါတယ်။2008ခုနှစ်မှာ Farm Police Unit FPU နှစ်ခုကိုဆူဒန်နိုင်ငံဒါဖောဒေတာကိုဆေးလွှတ်ခဲ့ပါတယ်။ ပြီးတော့2019ခုနှစ်မှာတော့ MINUSCA mission အောက်မှာဗဟိုအာဖရိကသမ္မတနိုင်ငံကိုထပ်မံဆေးလွှတ်ခဲ့ပါတယ်။ဒီလောက်နဲ့ပဲမပြီးသေးပါဘူး။နေ့စဉ်နှစ်တိုင်းအင်ဒိုနီးရှားရဲတပ်ဖွဲ့ဟာ Individual Police Officer IPO လို့ခေါ်တဲ့အစီအစဉ်ကနေတဆင့်တပ်ဦးချင်းရဲရာရှိတွေကို ကုလသမဂ္ဂ mission တွေမှာအင်အားဖြည့်တင်းမှုဆေးလွှတ်နေစေဖြစ်ပါတယ်။ဒီဂရူတာတပ်ဖွဲ့ရဲ့ခြေရာဟာရှေ့လေပိုင်းကနေအာဖရိကတိုက်ထိကျယ်ပြန့်သွားတည်ရှိနေပါတယ်။ လက်ဘနွန်မှာအင်ဒိုတပ်ဖွဲ့ဝင်1254ဦးကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ1104ဦးဗဟိုအာဖရိကသမ္မတနိုင်ငံမှာ352ဦးဒါဖောဒေသမှာ150ဦးမာလီမှာ73ဦးတောင်ဆူဒန်မှာ71ဦးနဲ့အနောက်ဆာဟာရာမှာ၄ဦးတာဝန်ထမ်းဆောင်နေပါတယ်ဒီကိန်းကလန်းတွေကနေတားဆီးမရတဲ့ကောက်ချက်တစ်ခုကိုချနိုင်ခဲ့ပါတယ်အဲ့ဒါကတော့အင်ဒိုနီးရှားဟာကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးမစ်ရှင်တွေမှာပွဲကြီးပြိုင်ပွဲမဟုတ်ပဲ သူ့ရဲ့တည်ရှိမှုကိုအမြဲတမ်းခံစားရစေတဲ့အရေးပါတဲ့ဇက်ကောင်တစ်ဦးဖြစ်တယ်ဆိုတာပါပဲတကယ်လို့သာနောက်ထပ်တပ်ဖွဲ့ဝင်အင်အား2000ကိုဂါဇာကိုဆေလွတ်ခဲ့မယ်ဆိုရင်ကမ္ဘာကြီးဟာအင်ဒိုနီးရှားနိုင်ငံရဲ့ပြတ်သားတဲ့ဆုံးဖြတ်ချက်ကိုတွေ့မြင်ရမှာဖြစ်ပြီးပါလက်စတိုင်းကိုဒီနိုင်ငံရဲ့ခိုင်မာတဲ့ဂတိကဝတ်ရဲ့အမှတ်တင်ကိတာအသစ်တစ်ခုအဖြစ်ကမ္ဘာကအသိအမှတ်ပြုလာရမှာဖြစ်ပါတယ်တချို့ကဒါကိုရဲရင်တဲ့တန်တမန်ရေးရာထိုးဖောက်မှုတစ်ခုလို့ချီးကျူးကြသလို တချို့ကတော့ဂါဇာရဲ့လွတ်မြောက်ရေးကြိုးပမ်းမှုကို ထိခိုက်နာကျင်စေနိုင်တဲ့ခြေလှမ်းတစ်ခုဖြစ်ဆွဆွဲပစ်တင်ခဲ့ကြပါဗျ။ဒီအဆိုပြချက်ကိုထောက်ခံတဲ့ဘက်ကတော့ဒါကိုအလွန်ထိရောက်တဲ့တန်တမာရေးရာဖိအားပေးနည်းလမ်းတစ်ခုဖြစ်ရှုမြင်ကြပါဗျ။ဆယ်သူနှစ်ပေါင်းများစွာ အစ္စရေးဟာပါလက်စတိုင်းတွင်နေရာပေးဖို့ငင်းဆန်ခဲ့ပါဗျ။အခုအင်ဒိုနီးရှားလိုနိုင်ငံကြီးတနိုင်ငံကအသိအမှတ်ပြုမှုကမ်းလှမ်းလိုက်တဲ့အခါမှာတော့တန်တမာရေးရာဖိအားဟာရုတ်တရက်ပိုပြီးထက်မြက်လာခဲ့ပါဗျ။ သူတို့ကဒီလိုမျိုးမလုံးပေးမှုတွေနဲ့သာမသလင် အစ္စရေးကိုအပြစ်ခတ်ရစဲရေးစီဥတီတဲ့လမ်းကြောင်းပေါ်ကိုတွန်းပို့နိုင်လိမ့်မယ်လို့ယုံကြည်ကြပါတယ်။တကယ်လို့အပြစ်ခတ်ရစဲရေးရခဲ့မယ်ဆိုရင်ပါလက်စတိုင်းဟာတရားဝင်နိုင်ငံအဖြစ်အသိမှတ်ပြုခံရဖို့ရွှေခွင့်ရေးတစ်ခုကို ပိုင်ဆိုင်မှာဖြစ်ပြီးဒါဟာအချိန်ကြာကြီးမှတ်ခဲ့ရတဲ့အိမ်မက်တစ်ခုကိုအကောင့်ထည့်ဖော်နိုင်မှာပါ။ထောက်ခံသူတွေကသမရပရာဘူရဲ့ဒီလှုပ်ရှားမှုကိုအားနဲ့ချက်တစ်ခုဖြစ်မမြင်ပဲရန်သူကိုအတွေးခေါ်ရပြန်လဲတုံးသက်လာအောင်တွန်းအားပေးနိုင်တဲ့ ပါနေတဲ့တန်တမန်ရေးရာကစားကွက်တစ်ခုဖြစ်ရှုမြင်ကြပါတယ်။ဒါပေမဲ့ကန့်ကွက်တဲ့အုပ်စုတွေအတွက်တော့တမရပရာဘိုရဲ့စကလုံးတွေဟာပါလက်စတိုင်းပြည်သူတွေရဲ့နှလုံးသားကိုထိုးနှက်လိုက်တဲ့နောက်ကျတဲ့ထိုးနှက်ချက်တစ်ခုဖြစ်မှတ်ယူကြပါတယ်။လူမျိုးတုံးတပ်ဖြတ်မှုကျူးလွန်နေတယ်လို့ဆွဆွဲခံထားရပြီးဂါဇာမှာတေဆုံးသူပေါင်း63,800ကျော်အထိရှိနေတဲ့နိုင်ငံတနိုင်ငံကိုဘလို့လုပ်ပြီးအသိမှတ်ပြုမှုကတိပေးနိုင်ရတာလဲလို့သူတို့ကမေးခွန်းထုတ်ကြပါတယ်။သူတို့မြင်မှာတော့အစ္စရေးဟာ ွေးချောင်းစီပြီးလူယူထားတဲ့မြေပေါ်မှာနိုင်ငံတနိုင်ငံအဖြစ်ရပ်တည်ဖို့အရေးချင်းမရှိမထိုက်တန်ဘူးလို့ယူဆကြပါတယ်။ဒီအုပ်စုအတွက်တော့အတိမတ်ပြုမှုပြောဆိုချက်ဟာတစ္ဆာဖောက်မှုတစ်ခု ဖြစ်တာမြင်တွေ့နိုင်ပါတယ်။ဒါထက်သမရပရာဘူရဲ့ပြောစကားဟာအစ္စရေးနဲ့ဖြစ်စေအမေရိကန်ပြည်ထောင်စုနဲ့ဖြစ်စေကုံသွေးရေးတကားကိုဖွင့်လှစ်လို့ရဲကျိုးပန်းမှုရဲ့ဒစိမ့်တပိုင်းဖြစ်နိုင်တယ်ဆိုတဲ့တန်တရားတွေလည်းပေါ်ထွက်လာခဲ့ပါတယ်။ဒါကြောင့်သူ့ရဲ့မြင့်မြတ်တဲ့ရွယ်ချက်ဟာ တခြားသောမဟာပြူဟာမြောက်အကျိုးစီးပွားတွေနဲ့ရောရှက်နေတယ်လို့ရှုမြင်ခံခဲ့ရပါတယ်။ဒီလိုငင်းပွားမှုတွေရဲ့အလဲမှာဘယ်သူမှမငင်းနိုင်တဲ့အမှန်တရားတစ်ခုရှိနေပါတယ်။အဲ့ဒါကတော့ဒီစစ်ပွဲကြီးကိုချက်ချင်းရပ်တန့်ပြစ်ရမယ်ဆိုတာပါပဲ။နေရက်တွေကုံဆုံးသွားတိုင်းအပြစ်မဲ့တဲ့အသက်ပေါင်းများသောဟာအလဟသက်ဆုံးရှုံးနေရပါတယ်။ဂါသာဟာအခုချိန်မှာပြိပခဒေတာတစ်ခုမြသာမဟုတ်တော့ဘဲလူသားမျိုးနွယ်တရက်လုံးရဲ့နာကျင်မှုဒဏ်ရာတွေစုပုံနေတဲ့နေရာကြီးတစ်ခုဖြစ်နေပါပြီ။ ကလင်းငယ်တွေဟာမိဘတွေကိုဆုံးရှုံးမိသားစုတွေဟာကွဲကွာနေစဉ်ဘွားတွေဟာဘုံကျဲတံတွေရဲ့အောက်မှာငရဲဘုံတစ်ခုဖြစ်ပြောင်းလဲသွားခဲ့ရပါပြီကုလသမဂ္ဂဖိုရန်ဟာသွေးမြေကျနိုင်မှုကိုအဆုံးသတ်ပေးနိုင်မဲ့အချိုးအကွေ့တစ်ခုဖြစ်လာတင်ပါတယ်။ဒါဖြစ်လို့လဲဆိုတော့အမြောက်တန်တွေတကယ်တိတ်ဆိတ်သွားပြီးတဲ့နောက်မှာပါလက်စတိုင်းဟာပြိုကျပျက်စီးနေတဲ့အပျက်စီးပုံတွေကြားကနေပြန်လည်ထူထောင်နိုင်မှာဖြစ်ပြီးပျက်စီးသွားတဲ့လူရင်ကျင်းမှုကိုပြန်လည်တိဆောက်ကာ ဂုံသိက္ခာပြည်နယ်လွတ်လပ်တဲ့နိုင်ငံတစ်နိုင်ငံအဖြစ်မမမတ်မတ်ရပ်တည်နိုင်မှာဖြစ်လို့ပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။